ဥရဝေလတောဆိုတာတစ်ချိန်လုံးက6နှစ်ပတ်လုံးဒုက္ခရာစရိယာကျင့်ခဲ့တဲ့တောပဲအဲ့ဒီထဲမှာတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိဘုရားလောင်းကကျင့်ခဲ့တာမဟုတ်ဘူးတရားကျင့်တဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိတယ်ဥရဝေလ တောရောက်တဲ့အခါကျတော့ဥရဝေလတောထဲမှာတပြည့်ယတိအချံရ900နဲ့ဒီ မိပူဇော်ခြင်းလောကမြာအကုသိုလ်တွေကိုဆေးကြောပြီးရေရေချိုးပြီးဆေးကြောတန်ဆင်ခြင်းဆိုတဲ့တပအချင်းနေကျင့်နေတဲ့ဥရဝေလကတ္တဗာလို့နာမည်ကြီးတဲ့ယသိကြီးတူလည်းရှိတယ်တခါသူ့ရဲ့ညီအရင်နေရင်စရာမြစ်အကြီးမှာတပည့် 300နဲ့အတူတကွသူ့လိုပဲရစ်ပူဇော်ခြင်းရေချိုးတန့်စင်ပြီးအကုသိုလ်တွေကိုမျှောခြင်းဆိုတဲ့အလုပ်နဲ့တပအကျင့်ကိုကျင့်နေတယ်နတိကတ္တပဆိုတာလည်းရှိတယ်တခါခလန်းလန်းခရာအနီးမှာနောက်ပါယတိ200နဲ့ရစ်ပူဇော်ခြင်း ရေချိုးတန့်စင်ခြင်းဆိုတဲ့အလုပ်တွေနဲ့အကုသိုလ်ကင့်အောင်ဆိုပြီးတော့တပအကျင့်ကျင့်နေတယ်ညီငယ်ဆုံးဖြစ်တဲ့ခရာကတ္တဝါဆိုတာလည်းရှိတယ်အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ယသိတ္ထောင်လို့ခေါ်တယ်ဥရဝေလတောအနိပဝန်းကျင်မှာပဲယသိတ္ထောင်ဟာသူတို့ယုံကြည်ရာအကျင့်တရားများကိုကျင့်ကြံကြိုးကုန်အားထုတ်ပြီးတော့နေကြတာတဲ့မြတ်စွာဘုရားက ပထမဆုံးဥရဝေလကတ္တဗယသေကြီးစီသွားတယ်။သွားပြီးတော့တညတာတိခုခွင်ဆိုပြီးတော့ဥရဥရဝေလကတ္တဗယသေကြီးကိုခွင်တောင်းတာခွင်တောင်းတာကဘယ်နေရာမှာခွင်တောင်းတော့လို့ဆိုတော့အဲ့ဒီယသေကြီးမိပူစော်တဲ့မိနတ်ကွန်ပေါ့အဲ့ဒီမိနတ်ကွန်နေရာမှာ တညတာလောင်တဲပြရစေလို့မြတ်စွာဘုရားကခွင့်တောင်းတယ်အဲ့လိုခွင့်တောင်းတဲ့အခါကျတော့ဥရဝေလာယသိကြီးကကျိုးကြောင်ပြောပြတယ်မနေပါနဲ့တဲ့ဒီမှာဟောဒီမိပူစော်တဲ့မိနတ်ကွန်တဲထဲမှာအင်တမအစိတ်ပြင်းတဲ့ငကားကြီးတကောင်ရှိနေတယ် အဲ့ဒီနဂါးကြီးကဒုက္ခပေးလိုက်မယ်တဲ့ဒီထဲမနေပါနဲ့မနေချင်ပါနဲ့လို့ပြောရသော်ဘုရားကထပ်ပြီးတော့ခွင့်တောင်းတယ်ဝန်မလေးဘူးဆိုရင် तू တညတာ နေပြစေပါလို့ထပ်ပြီးတော့တားမြစ်တယ် तू ကအစိတ်ပြင်းတဲ့နဂါးကြီးရှိလို့ဒါကြောင့်မို့လို့ပါ သူ့အနေနဲ့တော့ဝန်မလေးပါဘူးမနေချင်ပါနဲ့လို့ညင်းဆိုတော့ ောက်ဆုံးတော့မြတ်စွာဘုရားကဘလောက်ပဲအစိမ်ပြင်းပြင်းသူ့အတွက်အရင်မကြည့်ပါဘူးသူ့အတွက်အရင်မကြည့်ဘူးခွင့်သာပေးပါလို့ဆိုတော့အဲ့ဒါလို့ဆိုလို့ရှိရင်လေကိုယ်သဘောနဲ့ကိုနေခြင်းနေပါတော့လို့ပေးလိုက်တော့မြတ်စွာဘုရားအဲ့ဒီမိနတ်ကိုပူဇော်တဲ့မီတင်ကောက်လို့လဲခေါ်လို့ရတာပေါ့ သောမုံမိနတ်ကွန်လို့လဲခေါ်လို့ရတယ်ရှေးတုန်းကအဲ့ထဲမှာမိပူဇော်ကြတဲ့နေရာဌာနပေါ့မိပူဇော်ရဲဆိုတာမိကိုမှုေးပြီးတော့မိကိုထင်းနေပါတယ်နဲ့ထဲ့ပြီးတောက်အောင်လုပ်ပြီးအဲ့ဒီထဲမှာထောပတ်ကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်ထောပတ်လေးလောင်းထဲလိုက်စီကလေးလောင်းထဲလိုက်မန္တန်ရွတ်လိုက်အဲ့ဒါလို့ မိထဲမှာလောင်စာလေးတွေထက်ထက်ပေးပြီးမန္တန်ရွတ်တာဒါကိုမိနဲ့ပူဆော်တယ်လို့ခေါ်တယ်။ဒီကနေပြီးတော့မြမကြီးနဲ့ဆက်သွယ်တယ်တဲ့သူတို့ယူဆပေါ့နော်။အမ္တမယူယူတည်တည်နဲ့သူတို့တလေးတစားလုံးလေးရှိကြတယ်။အဲ့ဒီအထဲမှာမြတ်စွာဘုရားကမြက်ဖြာအခင်းလေးတစ်ခုခင်းပြီးတော့မိနဲ့ပူဆော်တဲ့မိတင်ကုတ်တဲတဲမှာပဲသမဘာဝင်စားပြီးတော့ငြိမ်ငြိမ်သက်သက်ထိုင်းနေတဲ့အချိန်မှာ စိတ်ပြင်းတဲ့နှကားကြီးကမြတ်စွာဘုရားကိုလည်းမြင်ရော သူ့နေရာကိုစောစောကားကားဝင်လာရမလားလို့စိတ်အမတန်မှဆိုးတယ်စိတ်ဆိုးတယ်နဲ့နှကားရဲ့အစွမ်းတကိုးနဲ့မိခိုးတွေအခိုးတွေစိတ်ခိုးတွေကိုလွတ်တယ်အဲ့လိုလွတ်တဲ့အခါမြတ်စွာဘုရားကအဋ္ဌံနဲ့ဒီစိတ်ခိုးတွေသူ့ကိုမထိအောင်တကိုးနဲ့ကာကွယ်ထားပြီးတော့ မြတ်စွာဘုရားကလည်းတေဇောကတိုင်ဝင်စားပြီးတဲ့အခါမှာအစိတ်ခိုးအပူငွေ့တွေလိုဟာမျိုးပြန်ပြီးတော့လွတ်လိုက်တဲ့အခါနောက်ဆုံးငကားကြီးဟာသူလွတ်တဲ့အစိတ်ခိုးတွေကမြတ်စွာဘုရားကို မထိဘူးမြတ်စွာဘုရားလွတ်လိုက်တဲ့တေဇောဓာတ်မိလျံတွေကငကားရဲ့ခန္ဓာကိုယ်ကို လာပြီးတော့ပူလောင်တဲ့အခါနောက်ဆုံးအရှုံးပေးပြီးတော့အညံ့ခံလိုက်ရတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့တော့မြတ်စွာဘုရားဟာ အလွန်အန္တရာယ်ကြီးတဲ့ဒီလိုအန္တရာယ်ရှိတဲ့နေရာထဲမှာဘာဖြစ်လို့ဝင်ပြီးတော့သတင်းသုံးရလဲတခြားသစ်ပင်တွေတခြားတောတွေရှိရတဲ့အတိုင်းဘာြ်လု့အခုလိုအစိတ်ပြင်းတဲ့ငကားရှိတဲ့နေရာထဲမှာဝင်ရောက်ပြီးနေရတယ်လေလို့ဆိုဥရဝေလကတ္တဝတို့ကိုစီယုံရေးဆင်းတဲ့အနေနဲ့မြတ်စွာဘုရားကဒီနေရာကိုရွေးချယ်တာတမင်တက်တဲ့ရွေးချယ်ပြီးတော့နေရတာ အန္တရာယ်အမတန်မှကြီးမားတဲ့နေရာရွေးချယ်ခြင်းဟာဥရဝေလကတ္တဝါတို့ရဲ့စိတ်ဓာတ်ကိုဆွဲဆောင်နိုင်ဖို့အတွက်လုပ်တယ်လို့ဒီလိုတွေ့လို့ရတယ်နော်လောကသားတို့အတွက်မြတ်ဗုဒ္ဓချုပ်ပန်းရတယ်ဆိုတာအန္တရာယ်တွေနဲ့ကြုံရင်လည်းကြုံမှာပဲအဲ့ဒီကြုံတဲ့အန္တရာယ်တွေကိုထက်ပြီးတော့မတွေ့ဘူးမြတ်စွာဘုရားမီတင်းကုတ်ထဲမှာငကားကြီးနဲ့ရင်ဆိုင်တွေ့ပြီးတော့အန္တရာယ်ကိုဖြည့်ရှင်းလိုက်တဲ့အခါ အေးယသိတွေကတော့တညာလုံးအဲ့ဒီမီတင်းကုတ်ထဲကမိအောင်နေတပြောင်ပြောင်တောင့်နေတော့ယဟန်ဂောရမတော့ရုပ်ရည်ရူပကာယအမတန်ချောမောလှပတဲ့ယဟန်ဂောရမမနဲ့ကြရင်တော့ပြာဖြစ်နေရောပေါ့စိုးရင်တကြီးနဲ့ကြည့်ကြတယ်မနဲ့လဲမိုးလင်းရောလာတဲ့အခါကျတော့မြတ်စွာဘုရားကထိုင်ရဲ့ဘာမှမဖြစ်ဖဲတွေ့တော့သူတို့တအံတော်ဖြစ်သွားတယ် အဲ့လိုတန်တော်ဖြစ်တဲ့အခါမြတ်စွာဘုရားကဥရဝေလကတ္တဝယတိကိုပြတယ်ဒီမဲ့မီတင်းကုတ်ကြီးကိုလွှမ်းမိုးပြီးတော့မိပူဇော်တဲ့နေရာမှာဝင်ရောက်ပြီးတော့စိုးမိုးချဲလဲနေတဲ့နဂါးကြီးကဟောဒီမှာလို့ဆိုပြီးတပိတ်ထဲထည့်ထားတဲ့မွေလေးတစ်ကောင်ပြလိုက်တာပေါ့အဲ့ဒီကြတော့အစိတ်အတော့မရှိတဲ့မွေကလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာ ဥရဝေလာကတ္တဗအမှုရှိတဲ့ယသိတွေဟာမြတ်စွာဘုရားပေါ်မှာတိတ်ပြီးတော့အထင်ကြီးသွားကြတယ်။ဒါစီယုံရေးတစ်ခုပဲပေါ့။အထင်ကြီးမှု လေးစားမှုမရှိရင်ဘုရားဟောတဲ့တရားဘယ်လိုလုပ်နားလဲနားမလဲ။လောကလူတွေကအထင်ကြီးမှုလေးစားမှုပေါ်မှာအခြေခံပြီးတော့သူ့ရဲ့အဆုံးအမကိုလိုက်နာကြတာ။ဒါလည်းလိုအပ်ချက်တစ်ခုရာစီယုံရေးအတွက်အရေးပါတဲ့အကြောင်းတစ်ခုပဲလို့ဒီလိုသတ်မှတ် အဲ့ဒီမှာဥရဝေလကတ္တဝရဲ့စိတ်ထဲမှာဘလို့ဖြစ်တူ။အော်တကူကြည့်လိုက်တာ တို့တောင်မထီရဲမတို့ရဲတဲ့။နဂါလိမ္မာယင်ကျေးအောင်သူ ဆုံးမနိုင်ပါပေတယ်။ရဟန်းဂေါရမတိတ်တကူကြည့်တာပဲ။ဒါပေမဲ့လို့ငါလိုတော့ရဟန္တာ မဟုတ်သေးဘူးလို့သူစိတ်ထဲမှာဒီလိုဖြစ်တယ်။အဲ့တော့မြတ်စွာဘုရားကအခုလိုအနေကြီးမားတဲ့နေရာမှာ အနှရဲ့ကိုချုပ်ကင်ထားပြီးတော့သတင်းသုံးနိုင်တာကိုသူသိအထင်ကြီးသွားပြီးတော့အရှင်ဂေါရမဒီမှာပျော်သလောက်နေပါတဲ့စွန်ကွန်းသူတောင်းဝန်ယူပါမယ်ဒါတိုးတက်မှုတစ်ခုပဲပေါ့အနုဝဆိုဂိယူတော်ဆိုင်မှာမဟုတ်ဘူးလေမြတ်စွာဘုရားရဲ့အစွမ်းတကူကိုစပြီးတော့တည်တဲ့အခါကျတော့အရှင်ဂေါရမဒီမှာပျော်သလောက်နေပါတဲ့အမြဲတမ်းဆုံးသူတောင်းဝန်ယူပါမယ် ဆိုတော့မြတ်စွာဘုရားကအဲ့ဒီမှာဆက်ပြီးတော့သတင်းသုံးတာညရောက်တဲ့အခါကျတော့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာမှာဝင်းဝင်းလက်လက်အယောင်ကြီးတွေဟာတောက်ပပတာကိုသူတို့မြင်ရတယ်အရက်လေးမျက်နှာက ဝင်းလက်တောက်ပတဲ့အယောင်ကြီးတွေနဲ့မြတ်စွာဘုရားသတင်းသုံးတဲ့နေရာကိုရောက်ရှိလာကြတာတွေကိုမြင်တော့တန်အန်တော်ညကကြည့်မနေ့မိုးလင်းတဲ့အခါမြတ်စွာဘုရားထံစွန့်စားသွားပြင်ရင် မေးတယ်ညကဒီမှာ အရက်လေးမျက်နှာဘက်ကအလင်းရောင်ကြီးတွေလာနေတယ်အဲ့ဒါဘာတွေလဲလို့မေးတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့စတုမရေနမင်းကြီး၄ယောက်ဟာ တရားနာဖို့တရားမေးဖို့ညတကောင်ငါစီလာကြတာလို့ဆိုတော့ဟောတန်တော်သူမှာစိတ်ထဲမှာပို့ပြီးတော့လေးစားသွားတယ်။အော်ရန်ကုန်မှာတကိုးကြည့်လိုက်တာ။ ါပေမဲ့ငါလိုတော့ရဟန္တာမဟုတ်သေးဘူးလို့ဒီအတွေးကတော့သူ့မှာအမြဲတမ်းတွေးနေသူ့ကိုသူရဟန္တာလို့ထင်နေတာရံဃောရမတကူကြည့်ပါပေးတယ်အမ္မတမတကူကြည့်တဲ့နမင်းကြီး၄ယောက်တောင်ရံဃောရမစီတရားနာလာရတယ်ဆိုတော့အတော်ကို တကူကြည့်တဲ့ရဟန်းပဲလို့စိတ်ထဲမှာဒီလိုလေးစားမှုတွေပို့ပြီးတော့တက်လာနောက်တည့်ရကြတော့တခါဘာတွေးရပြန်တော့ဆို အမ္မာမပို့ပြီးတော့လင်းနဲ့အလင်းရောင်ကြီးတစ်ခုဟာရသော်ဘုရားတရင်သုံးတဲ့ဘက်ကိုညအခါမှာရောက်ရှိလာတာကိုသူတွေ့လေရတယ်။အဲဒါလို့တွေ့လေရတော့နန်းနေမိုးတော့အလင်းရောက်တဲ့အခါဆွန်းသားလာပြင်ရင်မေးပြန်တယ်။ညတုန်းကအရှင်ဂေါရမတရင်သုံးတဲ့နေရာအမ္မာမတောက်ပါတဲ့အလင်းရောင်ကြီးတစ်ခု အလင်းနှမ်းကြီးတစ်ခု ရောက်လာတာကိုတွေ့လေရတယ်။အဲ့ဒါဘာလဲလို့မေးတော့ ဒါဝရိန္ဒနတ်ပြည်ကတရားမင်းကြီးက တရားနာခြင်းလို့ငါစီကိုလာတာတဲ့ဆိုတော့အော်တကူကြီးတဲ့တရားကတော့ရှင်ဂေါရမစီလာစီကရပါပြီတယ်လို့ဟောအင်တမအံ့ဩပြီဒါပေမဲ့ငါလိုတော့ယဟနာမဟုတ်သေးပါဘူးဒီအတွေးနဲ့တခါနေပြန်အဲ့ဒီကနေပြီးနောက်တည့်ရက်ကျတော့တခါအရင်တော့က ရှေ့ပိုင်းမှာတွေ့တဲ့အလင်းရောင်တွေတဲ့ပို့ပြီးတော့လင်းတဲ့လင်းအားကောင်းတဲ့အလင်းရောင်ကြီးတခုဟာတတော်လုံးတတော်လုံးထိန်လင်းသွားလောက်အောင်အလင်းရောင်ကြီးတခုမြတ်စွာဘုရားသရင်သုံးတဲ့နေရာကိုဗဟုပြုပြီးတော့ဖြစ်ပေါ်လာဥရဝေလကသဘာယတိကြီးဟာအံ့ဩထိတ်လန့်ပြီးနတ်နဲ့မိုးတော့လင်းရောက်တဲ့အခါမြတ်စွာဘုရားထံလာရောက်ပြီး ညကအလင်းရောင်ကြီးကပို့ပြီးတော့လင်းတယ်။ဘာများပါလိမ့်လို့ဆိုတော့ညကတဲ့ငါးစီကိုတဟံပတိဗြမာကြီးတရားနာဖို့ရောက်လာတာဟာတဲ့။ဗြမာကြီးကိုယ်တိုင်လာ တရားနာတယ်ဆိုတော့အော်ရဲတကူကြီးပါပေးတယ်ဆိုတော့ဒီကိစ္စတွေဟာမြတ်စွာဘုရားကဥရဝေလကတ္တဝရဲ့ဒီတရားဓမ္မသိဖို့ရာအတွက်သူ့ကို ဆွဲဆောင်စီယုံမှုပဲဖြစ်တယ်ပေါ့ဒါတွေကိုသိရသည့်အတွက်ကြောင့်ဥရဝေလကတ္တဝရဲ့စိတ်ဟာမြတ်စွာဘုရားဘက်ကိုပို့ပို့ပြီးတော့ညွတ်လာတယ်အကယ်၍သာအစွမ်းတကူကိုမသိဘူးဆိုလို့ရှိရင်ဘုရားဟောတဲ့တရားကိုနားထောင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်အင်္ဂါတိုင်းမကရတိုင်းမှာဒီနှစ်တိုင်းမှာသူကတကယ်ဆရာကြီးလေဘယ်သူမှပို့မထားတဲ့သူတွေကြီးတဲ့လူမရှိဘူး အဲ့ဒီလိုပုံကုတ်မျိုးဆိုတာသူတို့တွေตาတဲ့အရင်ချင်းတွေတွေ့မှသာလဲတပိခံမှာပေါ့အလို့မဟုတ်ဆိုပဲတပိခံမလဲအဲ့ဒီလိုနေရင်ကနေပြီးမြတ်စွာဘုရားဟာသူအံအောလောက်တဲ့အနေထားမျိုးတွေဘလောက်ထိအောင်ကြုံတွေ့တယ်လဲဘလောက်ထိအောင် သူအံအောရတဲ့မြတ်စွာဘုရားရဲ့ဒီအစွမ်းတကိုးတွေကိုသူတတိထားမိတယ်လဲလို့ဆိုရင်တကိုးပြာတိဟာပေါင်း ဥရဝေလတောမှာမြတ်စွာဘုရားဟာအကျဉ်1500လောက်ပြရတယ်တဲ့။နော်မထင်မှတ်ပဲနဲ့အကျဉ်ပေါင်း1500လောက်ထိအောင်မြတ်စွာဘုရားသူတို့စီယုံရေးအတွက်အဲ့တော့ဘုရားရောက်လာတာဟာတရင်ကျလို့တဆောင်မုံနတော်ပြာတို့ဆိုတဲ့သုံးလတိတိဥရဝေလကတ္တမတို့စီနေပြီးတော့မြတ်စွာဘုရားစီယုံရတာ လွယ်လွယ်ကူကူနဲ့သူတို့တရားဟောဖို့အတွက်လွယ်လွယ်ကူကူနဲ့ကောက်ဟောလို့ရတာမဟုတ်ဘူးအချိန်ဆိုတာလည်းရှိသေးတယ်အချိန်အခါကိုစောင့်ဆိုင်းပြီးတော့မြတ်စွာဘုရားသူ့ရဲ့စိတ်ကိုဆွဲဆောင်နေရတာစီယုံရေးလို့ခေါ်တယ်ဗောဒါဘသူအတွက်စီယုံတာတုံးလို့ဆိုမြတ်စွာဘုရားတခါတော့ဟောတယ်ငါကငါရဲ့တပည့်လို့ဆိုပြီးတပည့်တွေဖြစ်ဖို့အတွက်ငါတရားဟောတာမဟုတ်ဘူးတဲ့ ငါတိတယ်လို့တိပါစေငါလွတ်မြောက်တယ်လို့လွတ်မြောက်ပါစေငါတန်တရာက ထွက်ရတယ်လို့သူတို့လည်းထွက်ပြထွက်ရပါစေဆိုတဲ့ဒီစိတ်ဓာတ်နဲ့ငါတရားဟောတာတဲ့ငါရဲ့ဒီစီယုံမှုကငါတပည့်ပိဋ္ဌာများဖို့အတွက်ငါလှုပ်လှုပ်တာမဟုတ်ဘူးပွင့်ပွင့်လင်းလင်းပဲဒီလိုမိန့်ကြားခဲ့တာရှိတယ်ပေါ့အဲ့တော့ဥရဝိလကတ္တဗအမှုရှိတဲ့ယသိတွေရဲ့အကျိုးအတွက် မြတ်စွာဘုရားဟာဆင်းရဲပင်ပန်းမှုတွေကိုခံပြီးတော့အချိန်၃လကြာအောင်ဆောင်းဆိုင်တော်မူခဲ့တယ်။အဲ့ဒါတို့ဆောင်းဆိုင်ပြီးတော့နေတဲ့အခါမှာယသိတွေကဆောင်းရသည် ရောက်ပြီဆိုရင် အလွန်အေးပြီဆိုတဲ့အချိန်မှာသူတို့တဏ္ဍာမှာရှိတဲ့အကုသိုလ်တွေကိုမျောဖို့ဆိုပြီးတော့အလွန်အေးတဲ့အချိန်မှာ နေရင်စရာမြက်ထဲမှာရေဆင်းချိုးကြတယ်။ခိုက်ခိုက်တုံးနေအောင်ရေချိုးကြတယ် ရေချိုးပြီးတဲ့အခါကျတော့အေးလုံးမကအေးတဲ့အခါဘာလို့ကြတော့ဆိုမီးလုံညာအဲ့ဒီမှာမီးမွေးလို့မရဘူးမီးမွေးဖို့အခက်ခဲတွေကြုံနေတယ်ကြုံနေတော့မြတ်စွာဘုရားကမီးမွေးပေးတယ်နော်တခါမီးဆိုင်ဆရာထင်းနေမပြည့်မစုံဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကထင်းခွဲပေးတယ်ပေါ့ဆိုင်ကြီးကင်ပြီးတော့ခွဲတယ်လို့တော့မအောင်မိနဲ့ပေါ့ မြတ်စွာဘုရားကသူတို့ကိုကူညီပေးတာထင်းလဲခွဲပေးတယ်မီးလဲမှွေးပေးတယ်ယသိတွေဒီရေချိုးပြီးတဲ့အခါမီးလုံမှုဆိုတာမြတ်စွာဘုရားရဲ့အစွမ်းတကောနဲ့ဒီမှာမီးလုံစရာလည်းရတယ်အဲ့ဒီမီးတွေငိမ့်လို့မရတဲ့အခါလဲမြတ်စွာဘုရားကမီးငိမ့်အောင်လုပ်ပေးရတယ်အဲ့လိုအစွမ်းတကောပေါင်းမြတ်စွာဘုရားဟာ ဥရဝေလကတ္တမတို့ကိုစွန်တကူပေါင်းပြတာ1500ကျော်တယ်တဲ့သုံးလတိတိအဲ့ဒီမှာစီယုံလိုက်တာနောက်ဆုံးကြတော့သူကအမြဲတမ်းသူ့ကိုယ်သူရဟန္တာလို့ထင်တယ်ဖရာတကူကြီးတာကိုတော့သူလက်ခံတယ်အဲ့ဒါလို့လက်ခံတော့လဲမြတ်စွာဘုရားကိုရဟန္တာလို့ကိလေသာအာတောကင်းစင်တဲ့ပုဂ္ဂိုလ်ဖြစ်သူလက်မခံဘူး တနေ့ကျတော့မြတ်စွာဘုရားက၃လပြည့်လာတဲ့အချိန်မှာသူ့ရဲ့ရင့်ကျက်လာတဲ့အနေအထားကိုကြည့်ပြီးတော့တိုက်ရိုက်ပဲစကားပြောတော့တာဘယ်လိုပြောတော့ဆိုဥရဝေလယတိကြီးကိုမြတ်စွာဘုရားကသင်ဟာယဟန္တာလည်းမဟုတ်ဘူးတဲ့ယဟန္တာဖြစ်လောက်တဲ့အကျင့်တောင်သင်မှာမရှိဘူး ဒီစကားကိုမြတ်စွာဘုရားတိတိပပမိန်ကြားလိုက်တဲ့အခါမှာသူတံဝေကားတွေရသွားတယ်။ငါယန္နာမဟုတ်ဘူးတဲ့။ငါမှလည်းယန္နာဖြစ်နိုင်တဲ့အကျင့်လည်းမရှိဘူးလို့ဘလို့လို့ယန္နာဖြစ်မှလဲလို့မြတ်စွာဘုရားမိန်ကြားလိုက်တဲ့အခါမှာသူအံ့ဩထိတ်လန့်သွားပြီးတော့သူ့ရဲ့အပြစ်ကိုဝန်ချပြီးမြတ်စွာဘုရားထံယဟန်ဖြစ်ခံယူလိုက်တယ်။အဲ့ဒါလို့ခံယူတဲ့အခါမှာသူက ယသိ900ကိုအုပ်ချုပ်တဲ့ဆရာကြီးဆိုတော့သူနောက်လိုက်ယသိတွေကိုပြောတယ်။ငါတော့ယဟန်ဂေါရမရဲ့တပည့်ခံတော့ပဲမင်းတို့ဘလို့သဘောထားကြလဲလို့ဆိုတော့သူတပည့်ယသိတွေကကြာပါပြီတဲ့ဖရာတပည့်ခံမို့သူတို့စိတ်ဝင်စားနေတာဆရာကြီးကဘာမှမလှုပ်သေးလို့ပါတဲ့ဆိုတော့အားလုံး900လုံးဟာမြတ်စွာဘုရားတပည့်ဖြစ်ခံယူလိုက်ကြတယ်။ယသိတွေဝတ်ဆင်တဲ့အဝတ်တွေအားလုံး နေရင်စရာမြေကြောမျောလိုက်ကြတယ်မျောလိုက်တဲ့အခါမျောသွားတော့နတိကတ္တဘာတို့ရေချိုးတဲ့စီရောက်သွားတော့သူ့အကိုတွေအသုံးပြုတဲ့မိပုခုံတို့ပွတ်ကြီးတို့ယသိတွေမိပူဇော်တဲ့နေရာတုံးတာတွေတို့ဒါတွေတခုမှအသုံးဝင်တော့ဘူးဆိုရေထဲမျောလိုက်ကြတာကိုစံจิตတွေတို့အဲ့ဒါတွေမျောလိုက်တာကိုမြင်လိုက်တဲ့အခါကျတော့နတိကတ္တဘာကစိုးရင်စိတ်ပေါက်သွားတာအော် ငါကိုနဲ့တပည့်ဘာများဖြစ်ကုန်냐လဲအနေရတော့မဖြစ်ပါစေနဲ့ဆိုချက်ချင်းလိုက်လာတယ်လိုက်လာတဲ့အခါဒီရောက်တော့သူ့ကိုကြီးကကြုံတုံးပြီးတော့ရဟန်းဖြစ်နေတာကိုမြင်တယ်မြင်တော့မှသူကမေးတယ်ဒါပိုကောင်းလို့လားဆိုတော့ဟုတ်တယ်ဒါပိုကောင်းတယ်ပိုကောင်းတယ်ဆိုတော့သူလည်းပဲသူ့ကိုနောက်လိုက်လုံမဲ့ဆိုပြီးတော့ရသေးအသွင်တွေဖြောက်ပြီးတော့ဖရာရဲ့တပည့်အဖြစ်ခံယူလိုက်တယ် တခါသူကလည်းစံจิตတွေရောမိပူဇော်တာတွေရောအကုန်လုံးရေထဲမျောချလိုက်တဲ့အခါကျတော့အဲ့ဒါတွေကအောက်အခြေမှနေတဲ့ညီငယ်ခရာကတ္တဘာသွားတွေ့တော့ဟာငါအကိုတွေတော့ဒုက္ခရောက်ကုန်ပြီထင်တယ်ဆိုပြီးတော့ချက်ချင်းလိုက်လာတယ်ဒီရောက်တဲ့အခါကျတော့အားလုံးခေါင်းပြောင်ပြီးတော့ယဟန်ဖြစ်နေကြတာမြင်တော့ဒါကပိုကောင်းသလားအေးကောင်းတယ်ဒါကပိုကောင်းလို့ငါဒီဒီဘဝကိုပြောင်းနေဆိုတော့ ူလည်းပြောင်းမယ်အကိုရရဲ့လှုပ်တဲ့လမ်းကြောင်းကို तू လိုက်လိုက်တယ်ပေါ့အဲ့ဒါလို့ညီကိုရီအားလုံးတပည့်ပရိသတ်နဲ့တကွာယသိတထောင်ဟာမြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူကြတယ်